အလုံးပဲမင်္ဂလာပါဒီနေ့ April 22ရက်နေ့မှာတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာเนาะတကိတ်ကပကင်းနစ်စိုက်ချင်းချိုးသွားတဲ့အကတခုရှိတယ်အလားကကျွန်တော်တို့ထိုင်းနိုင်ငံချင်းမိုင်ချင်းမိုင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်သားတွေအများဆုံးရှိတဲ့နေရာဖြစ်တယ်ဆိုတော့ချင်းမိုင်မြို့ကိုတီထောင်တဲ့929နှစ်မြောက် အဲ့ဒီမှာဆိုလို့ရှိရင်အထင်းအမှတ်အနေနဲ့အဲ့ဒီမှာလမ်းဆိုတဲ့လူမျိုးတွေရှိတယ်နော်လမ်းရင်ချင်းမအကကနေပြီးတော့လူပေါင်း9000နဲ့လမ်းမှာထွက်ပြီးတော့ကပြတာဖြစ်တယ်ဖြောပြတာဖြစ်တယ်ဆိုတော့အဲ့ဒီဖြောပြမှုဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပဂင်းနဲ့ဆက်ချင်းချိုးသွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမွန်ပြင်းနေစိုက်ထုံမှာရှိတဲ့ဒီစိုက်ချီယုတ်ဖျား နော်ကြိုက်တရုတ်ဖျားမှာဆိုလို့ရှိရင်ကင်ဘုံရွာဆိုတာရှိတယ်နော်အဲ့ဒီကင်ဘုံရွာမှာဆိုလို့ရှိရင်တော့တတဲ6မှာဟိုတရက်နေရက်ကမအလာကထုတ်ပြန်တာကဒီဖျားဖိုးအယောက်ပေါင်း40နဲ့8ယောက်ကိုဖမ်းထားတယ်ဆိုပြီးမှကျွန်တော်တို့မအလာကထုတ်ပြန်တယ်နော်ထုတ်ပြန်တဲ့ခါကျတော့အခု PDF တွေကနေပြီးတော့ပြန်ပြီးတော့ထုတ်ပြန်တယ်အဲ့ဒါကိုဆိုတော့အဲ့ဒီမှာကျွန်တော်တို့ပြူစောထီတွေရှိတယ်နော်ပြူစောထီတွေကိုဝင်ပြီးတော့ကျွန်တော်တို့ဖမ်းတာဖြစ်တယ်နော်ဖမ်းတဲ့ခါကျတော့ဒီမှာကျွန်တော်တို့ပြူစောထီခေါင်းဆောင်အပါအဝင်နော်အဲ့ဒီခေါင်းဆောင်ရဲ့နာမည်ကမျိုးမင်းနော်မျိုးမင်းဟာဆိုလို့ရှိရင် အဲ့ဒီမှာဖမ်းမိတယ်ဆိုတော့ဖြူစွန်တီကောင်းဆောင်တယောက်နဲ့၅ယောက်သူတို့၅ယောက်အပါအဝင်သူတို့ကိုအခုတည်းကဖမ်းချုပ်ထားဆေးပဲဖြစ်တယ်။ကြံတဲ့လူတွေကိုကြတော့အကုန်လုံးလှုပ်ပေးလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့ PDF တွေကထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အဲ့ဒီမှာစစ်စစ်မှုတွေလုပ်ပြီးတော့အဲ့ဒီဖြူစွန်တီမဟုတ်တဲ့လူတွေကိုတော့အကုန်လုံးထုတ်လိုက်ပြီဒီဖြူစွန်တီကောင်းဆောင်အပါအဝင်၅ယောက်ကိုတော့ဆက်လက် ထင်ထင်ထားစေပဲဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့မှာဖြစ်တယ်။လာရှုကိစ္စနော်လာရှုကိစ္စလည်းတော်တော်ကိုဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြနေတော့မှဖြစ်တယ်။ဆိုတော့အဲ့ဒီအကြောင်းအရာကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလာရှုမြို့ကို MND ကနေပြီးတော့ဆုတ်ပေးရတယ်။နော်ဆုတ်ပေးရတယ်။လာရှုမြို့မှာရှိတဲ့ရက်ကွက်ပေါင်း၁၀ရက်ကွက်ကိုနေပြီးတော့မအလာကိုပြန်ပြီးတော့ပေးတယ်။ဒါပေမဲ့အပြင်မှာတော့မအလာကိုဒီ MND ကဝိုင်းထားတယ်။ နော်ဆိုတော့အဲ့ဒါကိုနေပြီးတော့အဆုံအချက်နဲ့ကျွန်တော်တို့ဒီ MNDA ရဲ့နောက်တစ်ခုက water ဖွဲတွေရဲ့နော်အဲ့ဒီမှာသူတို့ကိုလုံခြုံရဲ့အပြည့်အဝယူပြီးတော့စက္ကဆရဲ့လူတွေကပြန်ပြီးတော့ဒီလာချုံမျိုးကိုဝင်လာပြီးနော်ဝင်လာတဲ့ခါကျတော့သူတို့ရဲ့အုတ်ချုံရဲ့လေပတ်မှုတွေတော့မရှိသေးဘူးဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေရာမှာဘသူကမားတယ်ဘသူကမှန်တယ်နေအဲ့လိုမျိုးစောင့်ကြည့်ရဲ့အဖွဲတွေကိုဖွင့်ထားတယ်အဲ့ဒါကတရုတ်ကိုယ်တိုင်နော်တရုတ်ကိုယ်တိုင်ကစစ်ဆေးပေးထားတယ်တရုတ်ကိုယ်တိုင်ကတိုက်ပေးတယ်အတိတ်ပြတော့တိုက်ပေးတယ်အဲ့ဒီမှာ သူတရုတ်ကဆုတ်ခိုင်းတဲ့အတွက်ကြောင့် MND ကဆုတ်တာဖြစ်တယ်ဆိုတော့ဒီမအလာကတနက်တစ်ချက်မှဖောက်စရာမလိုဘဲနဲ့အဲ့ဒီမျိုးကိုပြန်ပြီးတော့တင်လို့ရတယ်နော်တင်လို့ရတယ်အဲ့ဒါကြောင့်တရုတ်ကနေပြီးတော့အဲ့ဒီသူတို့ agreement လောက်ထားတဲ့ဟာတွေကိုနော်သူတို့လိုက်နာမှုရှိလားမရှိလားနော်ဒီဖက်ကနှစ်ဖက်စလုံးပေါ့အဲ့ဒီမှာ MND ကလိုက်နာမှုရှိလားချုပ်ဖောက်မှုရှိသလားမအလာကပဲနော်အဲ့ဒီမှာချုပ်ဖောက်မှုတွေရှိသလားစသဖြင့်စောင့်ကြည့်ဖို့အတွက်အဲ့ဒီမှာဆိုလို့ရှိရင်တရုတ်ရဲ့အထူးကိုယ်စားလှယ်မြန်မာနိုင်ငံရဲ့တရုတ်အထူးကိုယ်စားလှယ် တင်းရှိကျွန်းတင်းရှိကျွန်းကနေပြီးတော့ကျွန်တော်တို့လာရှုံမျိုးကိုရောက်လာတယ်။တို့တို့အဖွဲတွေကိုအဒီမှာဆောင်ကျရဲ့အဖွဲတွေကိုခန့်ထားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမြေရတယ်မှာတွေ့ရမှာဖြစ်တယ်။အဒါကလာရှုံမျိုးရဲ့အချင်းနဲ့နောက်တစ်ခုကထိုင်းနေဆက်နော်ထိုင်းနေဆက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ठी ထဗျူဟာစခန်းနော် ठी ထဗျူဟာစခန်းကိုနေပြီးတော့အမျိုးကထပ်ပြီးတော့သိမ်းတယ်။နော်အဲ့ဒါကတမဟာလင်းနေမြန်မာဖြစ်တယ်။အခုနောက်ကသိမ်းလိုက်တဲ့စခန်းကတော့ကျွန်တော်တို့တမဟာခုနှစ်အနေမြေအခုဒီထပ်ပြီးတော့သိမ်းတဲ့စခန်းက ठी ထဗျူဟာစခန်းကနေပြီးတော့အဲ့ဒီမှာဒီ KNU ရဲ့တပ်မဟာ၄နေမြေမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာတိုက်ခိုက်ခြင်းပိုက်တယ်အဲ့ဒီမှာဗျူဟာမို့အပါဝင်စကတ်စအများအပြားသေးတယ်အဲ့ဒီမှာလက်နက်ခရဲတွေလည်းအများကြီးရတယ်လက်နက်ခရဲတွေလည်းတောင်ပုံရပုံနဲ့ကျွန်တော်တို့ရရှိတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အတိတ်ပြတော့ဒီထိုင်းနေဆက်မှာ KNU ရဲ့နေမြေမှာဆိုလို့ရှိရင်တပ်မဟာ9နဲ့တပ်မဟာ၄နေမြေမှာစခန်းတစ်ခုကိုတင်ပြရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းသပိတ်ချင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မာလာကပုံချဲတယ်အဓိကစကတ်စရဲ့လူတွေကနေပြီးတော့ပုံချဲတယ်နောက် ံချတဲ့ခါကျတော့အဲ့ဒီမှာဖြစ်သူအယောက်ပေါင်း၂၄ယောက်ထိတောင်မှတည်ဆုံးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနိုင်ငံခြားကနော်ဒီအထောက်အပံ့တွေတော်တော်ပေးတယ်ဒီမိငလေကိစ္စနဲ့ပြန်လဲထူထောင်ဖို့အတွက်ငွေရေးကြေးတော်လကောက်ဝါစာတော်လကောက်လူမှုအသုံးဆောင်တော်လကောက်ကျွန်တော်တို့အတိတ်ကတော့ကျွန်တော်တို့ပြန်လဲထူထောင်ရေးမှာကအရေးပါတဲ့ဟာကဘီလက်မြေနော်ဘီလက်မြေဆိုလို့ရှိရင်တော်တော်ကိုထိုးတက်သွားတယ်တော်တော်ကိုဈေးကြီးသွားတယ်ဆိုတော့အခုနိုင်ငံခြားကတန်ချိန်ပေါက်3000နဲ့10တန်ချိန်ပေါက်3000နဲ့10ကိုနေပြီးတော့ရန်ကုန်မြို့နော်ဒီရွှေပြည်သားရွှေမ may စိတ်မှာဆိုလို့ရှိရင်တော့အဲ့ဒီမှာတမောစိတ်မှာနေပြီးတော့ရောက်နေပြီเนาะ dan chain ပေါင်း3030เนาะ3030ကိုနေပြီးတော့ရောက်ချီလာတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမအလကနေပြီးတော့ဒီတခုဆရာတော်ကိုနေပြီးတော့တိတ်နေရလူတယ်ဒီလက်မြေ dan chain ပေါင်း1500နောက်1500ကိုနေပြီးတော့လူတန်းတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြတော့အဲ့ဒီဒီတခုဆရာတော်ရဲ့အကြောင်းလို့ရဆိုလို့ရှိရင်တော်တော်ပြည့်စုံမှုလည်းရှိလိမ့်မယ်ဆိုတော့အဲ့ဒီဟာကိုပြန်လဲထူထောင်ဖို့အတွက်ပြန်လဲ support အတွက်เนาะအဲ့ဒီဘောမရဲ့ဆရာတော် ဒီအရင်မှတည်တူဆရာတော်ကိုနေပြီးတော့ကျွန်တော်တို့လူတန်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။သင်ရတော့ညဘီလိုက်မြတ်တန်းချင်းပေါင်းကတော့1500เนาะအဲ့ဒီမှာလူတန်းတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့ဆက်ကဆက်ကထုတ်ပြန်တော့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ကရင်ပြည်နယ် corporate မြို့နယ်မှာဆိုလို့ရှိရင်တော့အခြေစိုက်ထားတဲ့ဆက်ကဆနော်ရဲ့ဆက်ကခ32ရဲ့ဂျုံတုံးမြို့မှာအခြေစိုက်ထားတဲ့ခမရ905ရဲ့နောက်တစ်ခုက ခမရ946ရဲ့နော်ခ946ရဲ့ပြီးလို့ရှိရင်တော့အောင်စီရစစ်ကြောင်းကုန်တွေကနေပြီးတော့ KNU နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့နော်ထိုးစစ်ဆင်ပြီးတော့အကြီးအကျယ်တိုက်ခိုက်တဲ့အတွက်ကြောင့်အဲ့ဒီမြဝတီမြို့ဂျုံတုံးမှာဆိုလို့ရှိရင်တော့မဟာလာဆိုလို့ရှိရင်လင်းပြင်းနဲ့အကြီးအကျယ်အဲ့ဒီမှာပုံကျဲတဲ့လူတွေအရဆိုလို့ရှိရင်တော့ထောင်နဲ့ချီပြီးတော့ဟိုဖက်မှာစစ်ပစ်ချောင်းရတယ်ဆိုတော့တည်တဲ့လူတွေကလည်းအများပြားရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဒီလေဆိုတာပြည်သူလူထုတွေเนาะပြည်သူလူထုတွေရဲ့အိုးအိမ်တွေကိုပြင်မထားပြီးတော့အဲ့ဒါအနိမမာလာကပုံချေရဖြစ်တယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ထိုင်း င်းနိုင်ငံမှာဆိုလို့ရှိရင်တော့ခွင့်ပြုချက်မရှိဘဲနဲ့ဆရာမတယောက်ကစတင်တယ်။အဲ့ဒါကိုနေပြီးတော့ထိုင်းအစိုးရကနေပြီးတော့ဖမ်းလိုက်တယ်။နောက်တစ်ခုကကျွန်တော်တို့အဲ့ဒီချင်းမိုင်မှာပဲခွင့်ပြုချက်မရှိဘဲနဲ့စားတော့ဆိုင်တစ်ခုမှာလုံဝင်လုပ်တယ်။အဲ့ဒီလူအယောက်ပေါင်း9ယောက်ကိုနေပြီးတော့ဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဒီနေရာမှာခွင့်ပြုချက်မရှိဘူးလို့သုံးထားတာကိုတွေ့ရတယ်။အတိတ်ပြရတော့သူတို့က ခိုးဝင်လာတဲ့လူတွေဖြစ်တယ်။တရားမဝင်အလုပ်သမားတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သိထားမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့မန္တလေးတိုင်းအုပ်ဖို့ထောင်မှာဆိုလို့ရှိရင်တော့မြင်ကလေးထုတ်တဲ့အခါကျတော့အကျဉ်းသားဘလောက်သေးသွားလဲဆိုလို့ရှိရင်အယောက်ပေါင်း30သေးသွားတယ်။300ကျော်เนาะအဲ့ဒီမှာ300ကျော်ဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့လိုက်ရတယ်ဆိုတော့မြင်းကလေးကြောင့်ဖေတဲ့လူဟာဆိုလို့ရှိရင်ထောင်ထဲမှာလည်းတော်တော်ရှိတယ်ဆိုတဲ့ဟာကိုဒီအချက်ကိုကြည့်ချင်အောင်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့နေပြည်တော်မှာရှိတဲ့အေလာလေးစိတ် အဲလာလေးစိတ်ကိုနေပြီးတော့အချိန်ပေါင်းများများစွာကျွန်တော်တို့ပြစ်ခတ်ပြီးသားဖြစ်တယ်။ဆိုတော့ပြစ်ခတ်မှုတွေတိုင်းမှာလည်းကျွန်တော်တို့ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့အခုဒီတရက်မှာပဲကျွန်တော်တို့အဲလာလေးစိတ်ကိုနေပြီးတော့တရက်ခွန်မမသုံးလုံးနဲ့ကျွေးလိုက်တယ်။ကျွေးလိုက်တဲ့အခါကျတော့အဲ့ဒီမှာအဲလာလေးစိတ်ရဲ့ဒီလင်းပြင်းတွေထားတဲ့ကုတုံကုံနေပြီးတော့ထိတယ်။အဲ့ဒီမှာပြည့်စုံချုံမှုတွေထိတယ်။ပြီးလို့ရှိရင်တော့လင်းကိုထင်းချုပ်တဲ့စခန်းအဆောက်အဦးကိုလည်းထိမှန်တယ်။အဲ့ဒီမှာ ပြည့်စုံဆုံးရှုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါအပြင်ကျွန်တော်တို့အပေါ်စုအနေနဲ့ကျွန်တော်တို့စက္ကဆတ်ရဲ့ရောက်ပေါင်း6ရောက်သေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကရင်ပြည်နယ်မြောက်ဒီမြို့နယ်ကျွန်တော်တို့ KNU ရဲ့တမဟာ9နေမြန်မာဆိုလို့ရှိရင်တော့ မော်ဖာတူးစကန်ဆိုတာရှိတယ်အဲ့ဒီစကန်ကိုနေပြီးတော့ KNU နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီစကန်ကိုနေပြီးတော့အကုန်လုံးအောင်မြင်စွာသိမ်းပိုက်ရရှိတယ်အဲ့ဒီမှာရှိတဲ့စက္ကစတွေအရဆိုလို့ရှိရင်တော့ခွဲပြေးဝဲပြေးပြေးကုန်နေဆိုတဲ့ဟာကိုလေဒီနေ့ဒေးမီဒီယာတွေမှာ ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့တပ်မဟာခုနစ်ဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့ရမှာဖြစ်တယ်ဆိုတော့တပ်မဟာခုနစ်ကအရင်တိုက်ပွဲတွေမှာလုံးဝပါဝင်ပတ်သက်မှုမရှိဘူးလုံးဝမတိုက်တဲ့တပ်မဟာတစ်ခုဖြစ်တယ်ဆိုတဲ့အခါကျတော့တော်တော်ဝေဖန်မှုကိုခံခဲ့ရတဲ့စခန်း တစ်ခုလေးဖြစ်တယ်နော်တမဟာခုနဲ့ဆိုတာဆိုတော့အခုကတမဟာခုနဲ့ကတိမ့်ပိုက်ထားတဲ့စခန်းတွေတော်တော်များများရှိလာတော့ကိုလေကျွန်တော်တို့ view ဆ ਾਇ ရမယ်တည်င်းတစ်ခုဖြစ်တယ်ဆိုတော့အဒီပြရတော့တမဟာခုနဲ့ဟာဆိုလို့ရှိရင်စကဆန်နဲ့လမ်းခွဲပြီးအဒီမှာတမဟာခုနဲ့ကနေပြီးတော့စတိုက်တာကိုကျွန်တော်တို့တွေ့လာရတယ်အတိပွင့်တွေလည်းတွေ့လာရတယ်ကျွန်တော်တို့ credit တွေကိုလည်းကျွန်တော်တို့က တက်မှာခုနှစ်ကိုကျွန်တော်တို့ credit ပေးရမယ်ဆိုတော့အဖြစ်ပြက်တွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မအလကနေပြီးတော့ရန်နိုင်မင်းဆိုတော့လေချောင်းတိုက်ခိုက်ရဲ့ကိုအရှင်မြင်းမတော့လုတ်တယ်လုတ်တဲ့ကကြတော့တနိုင်ငံလုံးကိုဘုံချေပြီးတော့တိုက်တယ်ဒီကြောက်တော်ဖက်မှာလည်းအယောက်ပေါက်20ကျော်ဒဏ်ရရှိမှုတွေဖြစ်တယ်ဆိုတော့အခုတလော့မှာဆိုလို့ရှိရင်သူ့ရဲ့ညွန်ချချက်အရာ2ရက်အတွင်းမှာလူဘလောက်ဒီတော့လည်းဆိုလို့ရှိရင်တော့၄၀နဲ့၅ရောက်သေဆုံးသွားတယ်အနာကပြည်သူတွေဖြစ်တယ်ဆိုတော့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ကျွန်တော်တို့ပြစ်တာကိုတွေ့ရတယ်ဆိုတော့ဇော်မင်းလုံးနဲ့ကျွန်တော်တို့ တတိမီဒီယာတို့ခုကမေးတယ်နိုင်ငံခြားတတိမီဒီယာတို့ခုကမေးတဲ့အခါမှာပစိကြီးမှာနော်ကလေးတွေအရောက်ပေါင်မြောက်များစွာသေးတာတို့လုတ်သိနေနော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ PDF တွေရှိတယ် PDF တွေရဲ့အကြောင်းဖြစ်တဲ့ PDF တွေရဲ့သားသမီးတွေဖြစ်တဲ့စသည်ဖြင့်အကြောင်းပြချက်ရှိတယ်အဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာဟူသမျှကတော့အစ်စ်ပြရတော့ပြည်သူကိုလည်းအကုန်လုံးသိမ်းကျုံပြီးတော့ နော်တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ဂါဇာအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်နော်ဂါဇာအကြောင်းကို point လိုက်တယ်ဒီပြောတော့ဂါဇာမှာဆိုလို့ရှိရင်လူတွေဘယ်လောက်ထိသေဆုံးသွားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ point ပြတာကိုတွေ့ရတယ်နော်ဆိုတော့အဲ့ဒီသတင်းထောက်ကလည်းပြောလိုက်တယ်ဒီဂါဇာမှာကအဲ့ဒီလူကထိန်းချုပ်ထားတာမဟုတ်ဘူးအခုမြန်မာနိုင်ငံမှာကခမရတို့ထိန်းချုပ်ထားတာဖြစ်တယ်နော်ထိန်းချုပ်ထားတဲ့နေမြေတွေမှာခမရတို့ကစစ်ကြိတ်လုပ်တာဖြစ်တယ်ဆိုတော့အဲ့လိုမျိုး point ပြီးတော့ပြောတဲ့အခါကျတော့ခုနကဇော်မင်းလုံးကပါလှည့်ပြောလိုက်လဲဆိုလို့ရှိရင်နော်နော်အဲ့လိုမျိုးအဲ့ဒီနေရာတွေမှာဆိုလို့ရှိရင် PDF တွေရဲ့သားသမီးတွေအဲ့ဒီမှာ PDF ထိန်းချုပ်ထားတဲ့နေမြေတွေမှာဖြစ် ြစ်တယ်အဲဒါကြောင့်ပြစ်သိမ်းတဲ့တော့ပါပြစ်မှမရှိဘူး ICC တို့တခြားနိုင်ငံတကာတရားရုံးမှာလည်းတို့၆ဆရာအကြောင်းမရှိဘူးဆိုတဲ့ဟာကိုပြန်ပြီးတော့ခြေပတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒီကတော့ကျွန်တော်တို့တတိထားမယ့်ဟာကတို့ပြစ်ပကဒီ PDF ထိန်းချုပ်ထားတဲ့နေမြေတွေဟိုသမားကတော့အကြံဖက်တယ်ပဲနောက်ကြံဖက်တယ်ပဲပြည်သူရောကလေးရောမိခင်ကိုဝင်ဆောင်မိခင်ရောတို့ဘာမှနားမလည်ဘူးအဲ့ဒီကတော့အကုန်လုံးအကြံဖက် ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ခြေမုံတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့အထုတတိထားမယ့်အကြောင်းအရာတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ umbrella နဲ့ senate ရနေမှာတင်မီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခါကိုနေပေးချပါတယ်ကျွန်တော်